တမနာဒေါ်နယ်ထရမ့်အဆိုရကနိုင်ငံသားအဖြစ်ကပြန်ရုပ်သိမ်းခြင်းဆိုတာကိုပိုပြီးကြဲကြဲပြန့်ပြန့်အသုံးချနိုင်မယ့်နည်းလမ်းတွေကိုရှာနေပါတယ်။ဒါဟာတမနာဂျိုးဘိုင်ဒန်လက်ထက်ကတရားမဝင်ဝင်ခွင့်ပြုခဲ့တဲ့တန်းနဲ့ချီတဲ့သူတွေကိုရှင်းထုတ်ပြစ်မယ်။ reverse migration လို့ခေါ်တဲ့အမေရိကန်ရောက်ပြီးသားလူတွေကိုသူတို့မြေခင်နိုင်ငံပြန်ပို့မယ်လို့ပြောဆိုလှုပ်ဆောင်တာတွေအပြင်နောက်တစ်ဆင့်ထပ်တိုးလှုပ်ဆောင်မှာလည်းဖြစ်ပါတယ်။ဒါကြောင့်လူတယောက်ကိုနိုင်ငံသားအဖြစ်ကနေလွယ်လွယ်နဲ့ပြန်ရုပ်သိမ်းလို့ရနိုင်သလားဘလို့အခြေအနေမျိုးမှာပြန်ရုပ်သိမ်းခွင့်ရှိတာလဲ။ နိုင်ငံတော်တရားရုံးချုပ်ကရောဒီကိစ္စမှာဘလို့ဆုံးဖြတ်ချက်တွေချထားဘူးတည်းလဲဆိုတာကိုတပတ်စာအတွေ့ကန္တာအသေးကနေစူးစီးတင်ပြပေးထားပါတယ်။အမေရိကန်မှာနိုင်ငံသားဖြစ်ဖို့လွယ်ကူတာမဟုတ်တယ်လို့နိုင်ငံသားအဖြစ်ကပြန်ရုပ်သိမ်းဖို့လဲဥပဒေကြောင်းအရခွင့်ပြုထားတဲ့အခွင့်အလမ်းကအရန်ကိုကျင်းလွန်တာကြောင့်မလွယ်ပါဘူး။နိုင်ငံသားလျှောက်စင်ကအချက်အလက်တွေကိုလိမ့်လဲထိန်ချမ်းပြီးတင်ခဲ့တယ်ဆိုတာကိုအစိုးရကခိုင်လုံတဲ့အထောက်အထားနဲ့တရားရုံးမှာတင်ပြတာကိုတရားရုံးကလက်ခံမှနိုင်ငံသားပြန်ရုပ်သိမ်းလို့ရတာပါ။ ဒါနဲ့ပတ်သက်လို့နိုင်ငံတော်တရားရုံးချုပ်ရဲ့နှစ်ပေါင်း100နိဗ္ဗာန်အတွင်းချခဲ့တဲ့ဆုံးဖြတ်ချက်တွေကအထောက်အထားအဖြစ်ရှိနေတယ်လို့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေပညာရှင်တွေကပြောပါတယ်။ဒါအပြင်လူတယောက်ကနိုင်ငံသားအဖြစ်နဲ့မထိုက်တန်လို့ပြန်ရုပ်သိမ်းမယ်ဆိုရင်လည်းရှင်းလင်းပြတ်သားပြီးယုံကြည်နိုင်ရလောက်တဲ့တည်တည်အထောက်အထားကိုအစိုးရဘက်ကတင်ပြရမယ်။တင်ပြဖို့ဟာလည်းအစိုးရရဲ့တာဝန်ဖြစ်တယ်လို့တရားရုံးဆုံးဖြတ်ချက်မှာဖော်ပြထားပါတယ်။တနည်းအားဖြင့်နိုင်ငံသားအဖြစ်ကပြန်ရုပ်သိမ်းတာကို နိုင်ငံရေးလက်နက်တပွဲဒါမှမဟုတ်အခုတမရထွတ်မဆွေရကလှုပ်ဖို့ကြံစီနေသလိုလူဝင်မှုကြီးကြပ်ရေးကိုတင်းတင်းကြပ်ကြပ်ကန့်တွယ်ခြင်းနဲ့ဆိုတဲ့အကြောင်းပြချက်မျိုးနဲ့ခက်လွယ်လွယ်လှုပ်လို့မရအောင်ကန့်တတ်ထားပါတယ်။ဒါပြင်နိုဝင်ဘာ29ရက်တိုင်းစကီဗင်းကလူမှုကွန်ရက်မှာတမရထွတ်ရေးခဲ့သလိုနိုင်ငံခြားကရောက်လာသူတွေကြောင့်ပြင်တွင်တည်ငြိမ်အေးချမ်းမှုကိုပြပြစေတယ်။နိုင်ငံခြားမှာမွေးတဲ့သူတွေဟာအနောက်တိုင်းယဉ်ကျေးမှုနဲ့တဟဇာတာမဖြစ်ဘူးဆိုတဲ့အကြောင်းပြချက်တွေဟာလည်း နိုင်ငံသားပြန်ရုပ်သိမ်းလို့ရနိုင်တဲ့အကြောင်းပြချက်တွေမဟုတ်ဘူးလို့ဥပဒေပညာရှင်တွေကပြောပါတယ်ဒုတိယကမ္ဘာစစ်နဲ့စစ်အခေတ်ကာလတွေတုန်းကဖြစ်ခဲ့တဲ့အတွေ့အကြုံတွေအရတရားရုံးရဲ့အယူဆဟာအခုအခြေအနေဖြစ်အောင်တဖြည်းဖြည်းပြောင်းလဲလာတာပါအဲ့ဒီတုန်းကအမေရိကန်မှာနိုင်ငံသားခံယူထားသူတွေကိုသူတို့ရဲ့နိုင်ငံရေးယုံကြည်ချက်ကနေနိုင်ငံပေါ်တစ္ဆာမရှိဘူးဆိုတဲ့အထိတစိုက်တွေအမျိုးမျိုးတက်ပြီးနိုင်ငံသားပြန်ရုပ်သိမ်းတာတွေအများအပြားရှိခဲ့ပါတယ်မတန်းနေရ1900ခုနှစ်ကနေ 1969ခုနှစ်အကြာအဲ့ဒီနည်းနဲ့နိုင်ငံသားပြန်ရုပ်သိမ်းခံရသူ2000ကျော်ရှိခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့1940ခုနှစ်တွေကစလို့နိုင်ငံတော်တရားရုံးချုပ်ကဒီကိစ္စကိုအလင်းလက်ထားပြီးဆုံးဖြတ်ချက်ကိုတသမတ်ထဲချလာခဲ့တာကြောင့်နိုင်ငံသားပြန်ရုပ်သိမ်းဖို့ပိုပြီးခက်ခဲလာပါတယ်။မှတ်တမ်းတွေအရ1990ခုနှစ်ကနေ2018ခုနှစ်အကြာနိုင်ငံသားပြန်ရုပ်သိမ်းပေးဖို့တရားရေးဌာနကရှောက်ထားတဲ့အရေးအတွက်ဟာတစ်နှစ်မှာဖြန်းမြ ဆက်တမှုလောက်သာရှိခဲ့တယ်လို့ဆိုပါတယ်တရားသူကြီးကိုဦးရှိတဲ့နိုင်ငံတော်တရားရုံးချုပ်မှာလောလောဆယ် conservative republican တရားသူကြီးက6ဦးနဲ့ liberal democrat တရားသူကြီး3ဦးရှိပါတယ်ဒီအထက်က conservative တရားသူကြီး3ဦးကိုတမရထရန့်ပထမတမရတက်တန်းအတွင်းမှာခန့်ခဲ့တာဖြစ်ပါတယ်တရားသူကြီးတွေဟာလည်းလော့ဂီသားတွေမို့တခါတလေအုံနောက်နဲ့ဆုံးဖြတ်တာရှိနိုင်တယ်လို့တခါတလေကြတော့လဲနှလုံးသားနဲ့ဆုံးဖြတ်တာတွေလည်းရှိကောင်းရှိမှာမို့ တကယ်တမ်းလက်တွေ့မှာဒီနိုင်ငံသားပြန်ရုပ်သိမ်းရေးအမှုသာနိုင်ငံတော်တရားရုံးချုပ်ကိုရောက်လာခဲ့ပြီဆိုရင်ဘလို့ဆုံးဖြတ်ချက်မျိုးထွက်လာမလဲဆိုတာကတော့ချိုတင်ခံမှန်းလို့မရနိုင်တဲ့ကိစ္စဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝန်လိုက်ပါ